CU Chronicle မေလ12ရက်မြင်တွင်ကျောင်းသူကျောင်းသားတွေဆဲချီတည်ဆုံရတဲ့တပိန်းမြို့နယ်ကဒုတိယမြောက်လေကျောင်းတိုက်ခိုက်မှုမေလ12ရက်နေ့နေ့ခင်းပိုင်းတပိန်းမြို့နယ်ကအိုထင်းတွင်လို့အမည်ရတဲ့ကြီးရွာရဲ့စာတင်ကျောင်းကိုစစ်ကောင်စီလက်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရမှာစာတင်ယူနေတဲ့ကလေးတွေ18ယောက်နဲ့ဆရာနှစ်ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ကဏ္ဍဦးသတင်းတွေမွန်လွဲပိုင်းမှာပေါ်ထွက်ခဲ့ပါတယ် ခေါမိုးတွေတစားစီဖြစ်ပြီးနယံကြီးသာကျန်တော်တဲ့တထအုတ်ခံကြောင်းဆောင်။ចောင်းသားတွေရဲ့သွေးစွန်နေတဲ့ဖက်နဲ့တချို့ပိုင်ရှင်မရှိတော့တဲ့ចောင်းတွေအိတ်တွေစုပုံထားတဲ့မြင်ကွင်းတွေလေဒေသခံကုညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကဆိုရှယ်မီဒီယာမှာဝေမျှထားတာကိုကြည့်ပြီးအာနာသိန်းစစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကို나ជីဒေါ်တာထွက်တဲ့မှတ်ချက်တွေပြန်လေမျှဝေမှုတွေ Facebook ပေါ်မှာတပြိုင်နက်တည်းပြန့်နှံ့လာပါတော့တယ်။၂၀၂၂ခုနှစ်စက်တင်ဘာလကဖြစ်ပွားခဲ့တဲ့ လက်ရက်ကုံရွာစတင်ကြောင်းလေးကြောင်းတိုက်ခိုက်မှုအပြီးအခုတစ်ချိန်ဟာအလားတန်လဲတူပြီးရခင်တစ်ချိန်ဖြစ်ပွားခဲ့တဲ့တပိန်းမြို့နယ်ထဲမှာပဲထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လက်ရက်ကုံကြီးရွာစတင်ကြောင်းကိုလေးကြောင်းတိုက်ခိုက်စဉ်ကတောင်းသား9ဦးအပါအဝင်73ဦးသေဆုံးခဲ့တာပါ။အခုအိုးထင်းတွင်းရွာစတင်ကြောင်းတိုက်ခိုက်ခံရတဲ့အဖြစ်အပျက်မှာတော့တိုက်ခိုက်ခံရခြင်းမှာပင်တောင်းသားတောင်းသူ18ဦးသေဆုံးပြီးနောက်နိုင်ပိုင်းအကြာမှာထိခိုက်မှုဒဏ်ရာကြောင်း ထပ်မံသိမ်းဆုံးရတာတွေနဲ့ညပိုင်းမှာတော့20ဦးထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။လက်ရက်ကုံရွာတိုက်ခိုက်မှုတုန်းကမြေပြင်ကစစ်ကြောင်းထိုးတာနဲ့အတူလေကြောင်းကနေရဟတ်ရင်နဲ့ပြစ်ခတ်တိုက်ခိုက်တာဖြစ်ပြီးအခုအိုးထင်းတွင်းရွာအဖြစ်ပြန်မှာတော့မြေပြင်တိုးစစ်မရှိဘဲလေကြောင်းကနေဘုံကျဲလေရင်နဲ့တိုက်ခိုက်တာဖြစ်ပါတယ်။လက်ရက်ကုံအဖြစ်ပြက်ကိုစစ်ကောင်စီက၎င်းတို့ပြစ်ခတ်တာဖြစ်ကြောင်းဝန်ခံပေမယ့်အခုလေကြောင်းတိုက်ခိုက်မှုကိုတော့ပြောင်ရင်းပြီးတရင်မှာပြန့်ချီမှုအဖြစ်သား ပြောဆိုခဲ့တာတွေ့ရမှာဖြစ်ပါတယ်။လက်ရက်ကုံတိုက်ခိုက်ခံရစဉ်ထိခိုက်ဒဏ်ရာရတဲ့ចောင်းသားတချို့ကိုမြေပြင်ထိုးစစ်ဆင်တဲ့စစ်ကြောင်းကခေါ်ဆောင်သွားပြီးရေဦးမျိုးကိုကားနဲ့ခေါ်ဆောင်ကကုသစေခဲ့ပါတယ်။ထိခိုက်ဒေဆုံးသူတွေကိုလည်းရေဦးကိုတည်ဆောင်သွားပြီးစစ်ကောင်စီတပ်ရဲ့ညွှန်ကြားချက်နဲ့တကြိုခဲ့တာဖြစ်ပါတယ်။အခုဖြစ်ရမှာတော့အလားတူအခြေအနေမျိုးမဟုတ်ပေအာနာသိန်းစစ်ကောင်စီက ၎င်းတို့တိုက်ခိုက်ခြင်းမရှိကြောင်းသာပြောင်ပြောင်တင်းတင်းညှင်းဆိုခဲ့တာတွေ့ရပါတယ်စစ်တပ်ထောက်ခံတဲ့ဝါရဖြန့်ချီမီဒီယာတချို့ကတော့စာတင်ကြောင်းမှာထားရှိတဲ့ PDF လက်နက်ကင်အဖွဲ့တွေရဲ့ဘုံတွေပေါက်ကွဲတာကြောင့်ဆိုတဲ့သတင်းမှကိုဖြန့်ဝေနေကြတာတွေ့ရပါတယ်အဖြစ်ပြက်ကစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုဆိုတာရိုးရှင်းနေတဲ့ဖြစ်ရပ်ကိုလမ်းလွဲဝါရဖြန့်ပြီး ်စစ်ကောင်စီလက်ထက်ကကျဲတဲ့ပုံးကြောင့်စာတင်ယူနေတဲ့ကလေးငယ်20ဝန်းကျင်တေဆုံးမှုကို ဖုံးကွယ်ဖို့ကြိုးစားတာလို့ယူဆရပါတယ်။စကိုင်းတိုင်းတပင်းမြို့နယ်တွေကကြေးရွာတွေဟာတခြားသောစကိုင်းတိုင်းတွေကမြို့နယ်တွေကကြေးရွာတွေလိုပဲအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးပြည်သူ့အုပ်ချုပ်ရေးနဲ့ပြည်သူ့လုံခြုံရေးပါသုံးလုံးလို့အတူကောက်ခေါ်ဆိုတဲ့လက်အောက်မှာနေထိုင်အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေကမြို့တွေမှာသာတက်ဆွဲထားကြပြီး ကြီးရွာတွေကတော့အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကပကဖသို့မဟုတ် LPDF တွေကကြီးရွာတွေကိုထိမ့်ချုပ်ထားကြတာဖြစ်ပါတယ်။သခိုင်းတိုင်းမှာလက်ရက်ကုန်းအဖြစ်ပြက်ဖြစ်ပွားခဲ့စဉ်ကအခြေအနေနဲ့အခုအခြေအနေဘာကွာခြားတယ်လဲလို့နှိုင်းယှဉ်ကြည့်ရင်စစ်ကောင်စီအနေနဲ့မျိုးတွေမှာပဲထိမ့်ချုပ်ချေကုပ်ယူထားနိုင်တာချင်းအတူတူဖြစ်ပြီး NUG လောက်က PDF နဲ့ LPDF တွေကလည်းမျိုးတွေကိုတိုက်ခိုက်သိမ်းယူနိုင်တဲ့အခြေအနေမရှိသေးတာတွေ့ရမှာဖြစ်ပါတယ်။နေမြေစိုးမှုအရာကြည့်ရင် ကြီးကြီးမားမားပြောင်းလဲလာတဲ့အနေအထားမတွေ့ရသေးဘူးလို့ဆိုနိုင်ပါတယ်။သခိုင်းတိုင်းတွေက ကြေးရွာတွေမှာအတီးတီးဖွဲ့စည်းထားတဲ့ LPDF နဲ့ BNR တွေ PLA BBLA နဲ့96စိုးကြလို့အချို့သောကြေးရွာအခြေပြုမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့တွေအတီးတီးကသူ့နေမြေသူထိန်းချုပ်လှုပ်ရှားနေကြတာတွေ့ရမှာဖြစ်ပါတယ်။အာနာဒိန်စစ်တပ်အနေနဲ့၎င်းတို့ပြန်လဲထိန်းချုပ်နိုင်ခြင်းမရှိတဲ့သခိုင်းတိုင်းတွေကကျေပြန့်တဲ့ area တွေဖြစ်တဲ့ ကြေးရွာတွေကိုအခုလိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့အနှောက်ယှက်ပြီးတိုက်ခိုက်ရုံကလွယ်ပြီးမတက်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒေသခံလူလူတွေအနေနဲ့နေစဉ်နဲ့အမျှစစ်ပွဲဖြစ်နေတာမျိုးလည်းမဟုတ်ပေမယ့်လုံခြုံစိတ်ချစွာနေထိုင်လုပ်ကိုင်စားတောင့်နိုင်တဲ့အနေအထားလည်းရှိမနေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ပြည်ရင်းစစ်ကရှေ့ကြလာတာနဲ့အမျှတားသမီးတွေရဲ့ပညာသင်ယူနိုင်မှုလက်ရှိအခြေအနေအောက်မှာစဉ်းစားဆုံးဖြတ်ကြရတဲ့အနေအထားဖြစ်ပြီး NUG အစိုးရရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်ကစတင်ကြောင်းတွေမှာပဲတာသမီတွေကိုတင်ယူစေရတဲ့အခြေအနေဖြစ်ပါတယ်။ကြီးရွာတွေမှာစတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းတွေကသာအများနဲ့သက်ဆိုင်နေနေရစတင်တာအစည်းအဝေးကျင်းပတာစတဲ့လှုပ်ဆောင်မှုတွေလှုပ်ဆောင်ကြပြီးအာဏာသိမ်းစစ်တပ်ကအစိုးရနေရာတွေကိုဒေသကာကွယ်လက်နက်ကိုင်အဖွဲ့နဲ့ဒေသအုပ်ချုပ်ရေးကလူစုလူဝေးရာနေရာဖြစ်အမှတ်ယူကတိုက်ခိုက်လေရှိတာလည်းဖြစ်ပါတယ်။အခုဖြစ်ရတဲ့ပတ်သက်လို့ တစ်ဖက်မှာဗီလိန်စစ်တပ်ကိုအပြစ်တင်ရှုတ်ချတာလဲလှုံ့ဆောင်ကြသလိုနောက်တစ်ဖက်မှာလည်းနောက်နောက်အခုလိုရင်းနာစရာကြိတ်ခွဲစရာကောင်းနေအသက်ဆုံးရှုံးမှုတွေမကြုံရအောင်ကာကွယ်ဖို့ NUG ရဲ့ပညာရေးဌာနအနေနဲ့ဘယ်လိုစီမံမှုတွေလှုံ့ဆောင်နိုင်မလဲလို့မေးခွန်းထုတ်တာတွေလည်းရှိနေတာတွေ့ရမှာဖြစ်ပါတယ်ဒေတာကာကွယ်အဖွဲ့တွေအနေနဲ့ပညာရေးကျန်းမာရေးဘာသာရေးအဆောက်အဦပိုင်နက်တွေနဲ့နေထိုင်တာမျိုးမလုပ်ဖို့လဲတိုက်တွန်းတာတွေရှိနေတာဖြစ်ပါတယ် ာနာသိန်းစစ်ကောင်စီအနေနဲ့မဆားရတဲ့အမေတဲနဲ့ပတ်ဆိုတဲ့စကားပုံလိုလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ပြီး NUG PDF data အလိုက်ကာကွယ်ရေးအဖွဲ့တွေကိုတိုက်ခိုက်ဖို့ပြင်မှတ်ထားလှုံ့ဆော်နေဦးမှာလည်းဖြစ်ပါတယ်။ဒီလိုအခြေအနေအောက်မှာတပ်ဖက်ကဗီလိန်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေဦးမှာကိုတွေ့ဆပြီး NUG PDF နဲ့လက်နက်ကအဖွဲ့တွေအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ကလေးတငယ်တွေကျောင်းသားကျောင်းသူတွေပညာရေးဝန်ထမ်းတွေနဲ့အယက်သားတွေထိခိုက်တိုက်စုံမှုမရှိအောင် ဖြစ်နိုင်တဲ့နည်းလမ်းတွေရှာဖွေကာကာကွယ်ဖို့တောင်းဝင်ရှိတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာကြောင်းနေရဲကလေးငယ်တွေလေကြောင်းတိုက်ခိုက်မှုကြောင့်အသက်တွေဆုံးရှုံးကြရသလိုပဲကမ္ဘာရဲ့အချို့သောနေရာတွေမှာဥပမာအဖြစ်ဂါဇာကမ်းမြောင်စစ်ဝါဒီတွေရဲ့လက်နက်ကိုင်နဲ့အရက်သားခွဲခြားခြင်းရှိတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေထောင်ပေါင်းချီတိုက်ဆုံနေတဲ့အဖြစ်တွေလည်းတပြိုင်နက်တည်းဖြစ်ပွားနေတာပါမြန်မာနိုင်ငံမှာအရက်သားတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နိုင်မှု စစ်လေရင်စစ်ရဟယင်းတဲ့ဘုံတွေလက်နက်ခဲယမ်းတွေဝယ်ယူရရှိနေတယ်လို့ပဲဂါဇာမှာအရက်သားတွေထောင်ပေါင်းချီတိတ်ဆုံးရတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအားပေးကူညီနေကြတဲ့နိုင်ငံတွေထဲမှာလည်းဒီမိုကရေစီကိုကာကွယ်မယ်ဆိုတဲ့အနောက်အုပ်စုလို့ခေါ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့ဥရောပနိုင်ငံချို့ပါဝင်နေတာကိုလည်းလှုပ်ဝှက်ချက်မဟုတ်တော့တဲ့အနေအထားဖြစ်ပါတယ်။ဒီလိုကမ္ဘာအခြေအနေတွေနဲ့နှိုင်းယှဉ်ကြည့်ရင်မြန်မာစစ်ကောင်စီကိုဆက်ဆံပြီးလေရင်စီလက်နက်ခဲယမ်းတွေရောင်းချပေးနေတဲ့ နိုင်ငံတွေကမ္ဘာမှာရှိနေနိုင်တဲ့အဖြစ်ကိုလည်းလက်မခံနိုင်သည့်တိုင်းနားလည်ထားရမယ့်အနေအထားလို့ဆိုချင်ပါတယ်ရှင်။